ပထမဆုံးအနေနဲ့တော့ကျွန်တော်တို့ဒီ channel တော်ဆင်အဖိတ်ခေါ်တဲ့ interview လက်ခံပေးတဲ့အတွက်အဲအထူးကျေးဇူးတင်ရှိပါတယ်လို့ပြီးလို့ရှိရင်ဒီကြားရမယ့်ဒီနိုင်ငံတကာအမျိုးသမီးများနေမှာပေါ့နော်ကျွန်တော်ကျွန်တော်တို့ဒီအာနာသိန်းလာတဲ့၄နှစ်ပေါ့နော်ပြီးလို့ရှိရင်အရင်နှစ်ကဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်လောက်ကပေါ့ဆိုတော့တကယ်ဖြစ်ပျက်သွားတဲ့10 29စစ်စင်ရေးပေါ့နော်ဒီ10 29စစ်စင်ရေးစရှိလာတဲ့အချိန်ကစပြီးတော့ဒီရှမ်းပြည်တွင်းကဒီအမျိုးသမီးတွေရဲ့ဘဝပေါ့နော်တို့တို့ဘယ်လိုမျိုးတွေကြုံတွေ့နေရလဲပေါ့နော်ဒီစိန်ခေါ်မှုတွေ ကြမှာရောဒီအမျိုးသမီးတွေကဘယ်လိုမျိုးမြင်ဆိုင်ပြီးတော့ကြော်ဖြတ်နေကြလဲပေါ့ဟုတ်အရင်ဦးဆုံးပြောချင်တာတော့ဒီအော်ရှန်တန်တော်ဆင်းရနေပြီးတော့အင်တာဗျူးပေးတဲ့အတွက်ကိုလည်းကျမအနေနဲ့လည်းအဲလိုက်လဲစွာကြည့်ဆိုပါတယ်ဝမ်းလဲဝမ်းတာတယ်ဖြည့်ခွင်းရတဲ့အတွက်လည်းဟောစာအယံကိုကျေးဇူးတင်မိပါတယ်ပေါ့နော်အဲဒီတစ်တုံညနှစ်ခွန်ဆစ်စင်ရဲ့နောက်ပိုင်းမှာကျမတို့ အဲအမျိုးသမီးတွေအနေနဲ့ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရတယ်လဲလို့ဘယ်လိုအခက်ခဲတွေလဲဆိုရင်อืมအာပြောမပြနိုင်တဲ့အခက်ခဲတွေအများများတယ်အဲဘယ်လိုဘယ်လိုလဲဆိုတယောက်နဲ့တယောက်တော့တူတူမှာမဟုတ်ဘူးပေါ့နော်အဲအဲဒီနေရအလိုက်กว่าတော့မယ်အဲဒါပေမဲ့ဟိုအခက်ခဲရှိတာချင်းရတော့တူနိုင်တယ်အဲပြီးရင်ဟို စစ်ပေးချောင်တွေပြေးလာရတော့လေအမျိုးသမီးတွေများတော့အဖြစ်အမျိုးသမီးနဲ့ကလေးမိခင်တွေပေါ့နော်အာတချို့ဆိုရင်မီဟိုကလေးမွေးမမွေးနိုင်တဲ့အတွက်ကြောင့်မို့လို့ဟိုအဝေးလံတဲ့ဒေတာကိုဖြတ်တန်းလာရတဲ့အတွက်ကလေးတွေအဖက်မတင်တာတွေလည်းတွေ့ရတယ်ပေါ့နော်အမ်ပြီးရင်အဲနောက်ထပ်အမျိုးသမီးတွေအနေနဲ့ဟို သူများစီမှာတွားပြီးတော့အလုံးလုံးဖို့ကလည်းသူကအဆင်မပြေနိုင်ဘူးအဲ့ဒါနဲ့စစ်ပေးချောင်စခန်းတွေမှာနေပြီးတော့ဟိုอืมသူများကုညီတဲ့အဲဟာဒီကိုပဲကိုကအာထာရတော့တခါတလေလဲအဆင်ပြေတယ်လို့တခါတလေလဲအဆင်မပြေဘူးပေါ့နော်အဲအဲ့လိုမျိုးတိုင်မဲ့ဟိုလုံးဝဟောစာအဆင်မပြေဒါထက်ဆိုင်ကုညီတဲ့လူတွေဖိမကုညီတဲ့လက်လက်လေးတစုံရှိတဲ့အတွက် 嗯，结束等下，结束等下买路标呀嘛，喏。好。ဆိုတော့ဒီမျိုးအခက်ခဲကြားမှဆိုပေါ့နော်ဒီစစ်ပေးဆောင်မျိုးသမီးတွေကတော့ပုံပြောကြုံတွေ့ရပေါ့နော်အဓိကတော့အမိခင်ကလေးတို့မိခင်တို့ပေါ့နော်ဆိုတော့ဒီသူတို့တွေကရောဒီအခက်ခဲတဲ့ကြားမှဘယ်လိုမျိုးရင်ဆိုင်ပြီးတော့ကြော်ဖြတ်ကြနိုင်ပေါ့နော် တချို့အဲဘလို့ရင်ဆိုင်ကြော်ဖြတ်ရလဲဆိုတော့ဒီလိုပါပဲအဲခုနပြောတယ်လို့ပဲပေါ့သူများသူများကုညီတဲ့လူရှိရင်တော့အဆင်ပြေတာပေါ့နော်เอออดิคาတော့ဒီကုညီမှုနဲ့ပဲဘွားကိုဆက်နေရတယ်လို့မျိုးဖြစ်နေရပါတော့เนาะอืม ဟုတ်တယ်ဟုတ်တယ်တချို့ကလည်းအဆင်ပြေမနေဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့နောက်တစ်ခုတော့ကြည့်ရအောင်မှာဆိုလို့ရှိရင်ဒီတိုက်ပွဲတင်းမှာဆိုလို့ရှိရင်အဲလက်နက်ကြီးတွေကြောင်းရောဗာလီတွေကြောင်းရောပေါ့နော်အိုးဖြတ်အိမ်ဖြတ်တွေအများကြီးတွေ့လာခဲ့ရပေါ့နော်ဒီအမျိုးသမီးမှမဟုတ်အမျိုးသားတွေရောကလေးတွေရောလူလို့ဖြစ်တဲ့လူတွေအားလုံးကစိတ်လုံးချုံမှုတွေကဘူးမှတော့မရှိကြတော့ပေါ့နော်ဆိုတော့ဒီလိုမျိုးပြည့်စည်သွားတဲ့အချိန်မှာအမျိုးသမီးတွေရော ဘယ်လိုမျိုးခံစားရလဲဘောနော်ပြီးလို့ရှိရင်ဒီဒီမျိုးပျက်စီးနေတဲ့အချိန်မှာဒီတကယ့်မြေပြင်အချိန်တွေကတော့လက်ရှိမြေပြင်အချိန်တွေမြေပြင်အချိန်တွေမှာဆိုဘယ်လိုမျိုးနေရှိနေလဲပေါ့အဲအဲ့ဒါကိုလည်းဟောစားလေဘယ်လိုပြောပြရမလဲတောင်မသိဘူးတချို့တချို့ဆိုနေစရာအိမ်တော့မရှိဘူးတချို့တချို့ဆိုအိမ် အိမ်နေအားလုံးကမီးလောင်ပြကြတော့လေကိုကိုအိမ်ကိုဘယ်လိုတွားပြီးနေနိုင်မလဲပေါ့နော်အဲ့လိုမျိုးပေါ့တကနေပြန်စားရမယ့်အဖြစ်အဲအဲ့လိုမျိုးတွေကိုဟိုအရန်ကိုချင်းစားတယ်အရန်အရန်များတယ်တရာကျော်တော့မကောက်အိမ်နေပြည့်စည်သွားတယ်ပေါ့နော် လုံးဝရစရာမရှိအောင်ကိုပျက်စီးတဲ့အိမ်လေးလည်းအရန်များတယ်လေအဲ့လိုကြောင့်မလို့ဒါကိုတာဝန်ရှိတဲ့သူတွေကရောဘယ်လိုမျိုးပြန်ဖြေရှင်းပေးတာမျိုးရောရှိလားဘို့နော်လက်ရှိအချိန်နေကြည့်ပေါ့နော်ပတုမှာတာဝန်ရှိလဲဆိုတာဘယ်လိုပြောပြရမလဲခစ်ကြီးရပြက်နေတဲ့ချိန်မှာအဲအားလုံးကအားလုံးကကိုကိုကိုတော့မအနိုင်နိုင်အဲ เอ่อยงถั่วနေရတဲ့အခြေအနေအနေထားမှာရှိနေတဲ့အတွက်ကြောင့်မလို့ဟိုပတုအကူညီတောင်းရမယ်မမ်းတည်ပြီးတနိုင်ငံလုံးအတိုက်တာနဲ့ပြစည်းနေတဲ့အတွက်ကြောင့်မလို့ဟိုအကူညီတောင်းဖို့ဆိုတာလဲမဖြစ်နိုင်ဘူးပေါ့နော်အရန်ကိုမှဟိုတောင်းချင်တိတိုင်အောင် ပြည်သူတွေတနိုင်ငံလုံးအတိုင်းအတာနဲ့ခံစားနေရတဲ့အတွေ့အကြုံမလို့ဟိုပတုဟိုမှလည်းအကူအညီမတောင်းဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကျွန်တော်တို့လည်းဒီဟာတွေကလည်းကစားခဲ့တာစတိုက်ပဲပေါ့နော်ဒီအနာတိတ်ရဲ့နောက်ပိုင်းဆုံးရှိမှာပြောဒီတိုက်ပွဲဖြစ်ပွားပြီးခဲ့တဲ့နောက်ပိုင်းမျိုးပြောပြောပါတော့ဆိုတော့ကျွန်တော်တို့ဆက်ကြည့်မယ်ဆိုလို့ရှိရင်အခုခါကျတော့อืมဒေတာသွင်းမှရှိတဲ့လက်နက်ကန်အဖွဲ့စီရောဒီ စစ်ကောင်စီရောပေါ့နော်ဒီစစ်မှုထမ်းဥပဒေတွေထုတ်ပြန်လာခဲ့ကြတယ်ပေါ့နော်ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တိုက်ပွဲနောက်ဆက်တွဲပေါ့စစ်မှုထမ်းဥပဒေထုတ်တယ်အစတော့အမျိုးသားပေါ့အမျိုးသားမှလူငယ်တွေပေါ့ဒါကတော့ပို့ပြီးတော့ ဖန်ဆီးတယ်ပို့ပြီးတော့ထုတ်ယူတယ်အခုနောက်ပိုင်းမှာအမျိုးသမီးတွေကိုလည်းဖန်ဆီးခေါ်ဆောင်တာတွေရှိတယ်ပြီးလို့ရှိရင်အမျိုးသမီးငယ်တွေကိုပါတို့တို့ဖန်ဆီးခေါ်ဆောင်နေပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအဲတို့တို့ကိုစားနေနေပေါ့နော်ကိုကပြောပိုင်ဖို့ရှိရတူတွေကကိုစားနေနေဟောကိုကဒီဟာတော့ပုံမှန်ဗာမပြောချင်မှလည်းပြန်နော်ဒီတက်တော့ညာနှစ်ခုစစ်စီရဲ့နောက်ပိုင်းမှာအမျိုးသမီးတွေအပေါ်ကိုဟိုအမျိုးသမီး ကြီးတွေရဲ့အပေါ်ကိုအကျံဖက်မှုတွေပုံများလာတာတွေ့ရတယ်နော်အဲ့ဒါပုံများလာတာတွေ့ရတယ်ဘာကြောင့်လဲဆိုတော့တချို့တချို့လက်နဲ့ကင်နေကြတော့လေအဲပတ်စံရှိရနေနော်အဲ့လိုမျိုးတွေပတ်စံရှိတယ်အာနာရှိတယ်ဆိုပြီးတော့ကိုကိုလှုပ်ချင်တာတွေကိုဟိုမစင်းစားပဲနဲ့ဟို အာနာအာနာနဲ့ပဲအမျိုးသမီးတွေအပေါ်ကို ကောင်းမွန်ပြန်အမျက်ထုတ်နေကြတယ်လို့မြင်တယ်အဲဖြစ်လဲဖြစ်နေတယ်ပေါ့နော်ဒေတာတွေးမှာအရန်ကိုပြောမပြနိုင်အောင်ကြားပြီးတော့တကယ်ခံစားရတယ်ပေါ့နော် ပြီးတော့လေကျွန်တော်တို့ဆိုဒီတွေးနေရဆိုလို့ရှိရင်ဒီအဲနောက်ပိုင်းမှာပေါ့နော်အမျိုးသမီးနေနေဒီဘုံမျိုးမှာပို့တွေးရလဲဆိုဒီ KTV တို့ဒီလိုမျိုးနေရမှာပေါ့နော်အပျော်ပါအတွက်တစ်ခုတည်တတ်နေနေမြင်နေတဲ့အပေါ်မှာပေါ့နော်အဲဒီလိုမျိုးအမျိုးသမီးတစ်ခုကိုကိုယ့်ရဲ့စိတ်ထပ်ပတ်တစ်ခုနေနေမြင်နေတဲ့အပေါ်မှာဟောဒါအနေနဲ့ဟောအဲဗာများပြောချင်မလဲပေါ့အမျိုးသမီးငယ်လေးတွေအတူတူอ่ะ ညာတော့အဖင်ဒီလိုခံရတာခြေလက်တေတာအမျိုးသမီးငယ်တွေပို့ပြီးတော့ခံရတယ်သူတို့မှအဲအတိပညာလဲအဲမတိတာလားတမောင်းဖွင့်တီတီနဲ့လုံနေတာလားဆိုတာလဲကျမတို့ကအာတွားပြီးတော့ကိုတွေ့မေးမြန်းမေးမြန်းခွင့်မရှိခဲ့ဘူးပေါ့နော်မေးမြန်းခွင့်ရတဲ့အမျိုးသမီးတချို့တော့ သူတို့သူတို့ရဲ့အခက်အခဲတွေကိုသူတို့ကရင်ဖွင့်လာတယ်ပေါ့နော်ရင်ဖွင့်လာတော့ကျမတို့မှာတဲ့အင်းဒီကိုဗစ်တန်နဲ့အဲစစ်တပ်ကြောင့်မလို့ အလောက်ကင်ဆိုတာလည်းမရှိဘူးပေါ့နော်အလောက်ကင်ကလည်းရှားပါလာတယ်ပြီးရင်အဲနေစာဟမ်အလောက်တွားလုံးမယ်ဆိုရင်လည်းတရက်ကိုမှတထောင်လောက်ရတာပေါ့နော်အဲတရက်ကိုမှတထောင်လောက်ရတဲ့ချိန်မှာတရက်လောက်ပြီးတော့၃လရက်လောက်နားရတဲ့အခါမှာသူတို့အတွက်အဆင်ပြေမနေဘူးပေါ့နော်အဆင်ပြေမနေတဲ့ချိန်မှာအိမ်ကမိသားစုတွေကိုဟိုကျွေးမွေးဖို့အတွက်သူတို့မှအခက်အခဲဖြစ်တယ်အဲ့ဒါကြောင့်မလို့သူတို့က อืมဒီလိန်ရဲ့လိန်ကျွန်အဖြစ်ကိုတို့ကအဲကိုကိုကိုရောင်းစားခဲ့တယ်ပေါ့နော်အဲအဲ့လိုနဲ့နောက်နောက်တခါအဲပြီးရင်လိန်ပိုင်းဆိုင်ရာကောင်းမွန်ဖြတ်အမျက်ထုတ်မှုတွေကိုလည်းတို့ကခံခဲ့ရတယ်အဲအဲ့လိုမျိုးอืมသူတို့ကပြောပြချက်အရပေါ့နော်အမတို့ကကွင်းဆင်းပြီးတော့ပြားပြီးတော့ပြေးလာတဲ့အချိန်မှာသူတို့ရဲ့ခံစားချက်ကိုလည်းကိုကနားထောင်ခဲ့ရတဲ့အတွက်ရေရင်းနေအောင်လည်းကို ိုကလည်းကကစားရတာပေါ့နော်ပြီးဒီအမျိုးသမီးလေးတွေကိုဒီဒီစကွေးငါနဲ့လို့အောင်ကိုပဲလို့ကုညီရမလဲဆိုတာလေအုံနောက်တဲ့ချက်ချင်းဝင်လာပေမဲ့လက်ရှိအခြေအနေမှာပါမမတက်နိုင်တဲ့အနေအထားမှာကိုကပညာတွေဟောပြောပွဲတွေအများကြီးတွားလုပ်ပေးဖို့လိုအပ်တယ်ပေါ့နော် အဲ့လိုဟောပြောပွဲတွေတွားလုပ်ပေးုံနဲ့သူတို့အတွက်ထိရောက်မှုတစုံတရာမရှိခဲ့နမှာအ ਨੇ အချင်းတော့တရားမှုရှိမှာပေါ့ဒါပေမဲ့သူတို့တွေကိုဒီဒီစကွင်းထဲကနေလွတ်မြောက်အောင်ကိုကလုံးဝကူညီနိုင်မှာမဟုတ်ဘူးပြီးသူတို့သူတို့ရဲ့ဝမ်းစာရေးအတွက်လည်းကိုကဖြည့်ရှင်းပေးနိုင်တဲ့လူမဟုတ်တဲ့အတွက်ကြောင့်မလို့ အများကြီးနိုင်ငံကြီးကိုဒီထက်ကောင်းအောင်ပြန်ပြီးတော့စေတနာရှိတဲ့လူတွေနဲ့ဝိုင်းပြီးတော့ပြန်လဲထူထောင်တဲ့အချိန်မှပဲဒီစက်ကွင်းကလွတ်နိုင်မယ်လို့အမကတော့ယုံကြည်ရယ်ပေါ့နော်ဟုတ်ကဲ့ပါ ဟုတ်တကယ်လည်းဒီစိတ်မကောင်းတဲ့အဖြစ်အပျက်မျိုးဖြစ်နေခဲ့တယ်ပေါ့နော်ဒီတကယ်မြင်ပြမှာဆိုအာအမပြောတာတဲ့ဒီပို့ဆိုတဲ့အခြေအနေတွေလည်းရှင်းရှိနေဦးမှာပဲပေါ့နော်ဒီအမျိုးသမီးတွေတချို့ဆိုကျွန်တော်တို့လည်းတည်လိုက်နေရတာပဲလေနော်ဒါဒီတချို့ဆိုလို့ရှိရင်လက်နက်ကင်အဖွဲ့အစည်းတွေကိုယ်တိုင်ကအမျိုးသမီးတွေကိုကစားစရာတခုလိုမျိုးဖမ်းဆီးသွားတာလို့တနက်ကိုအားကိုးပြီးတော့မင်းကဒီပစ္စည်းကိုငါပိုင်နေဆိုတဲ့ကိစ္စနဲ့လုံနေတဲ့အပေါ်မှာရောဒီအမျိုးသမီးတွေကိုကိုယ့်ရဲ့ ပျော်ရွှင်မှုတစ်ခုလိုမျိုးမြင်နေတဲ့အပေါ်မှာပေါ့နော်လူလို့မမြင်တော့တဲ့အရာပေါ်မှာရောလက်နက်ကိုအားကိုးပြီးတော့ထိန်းချောင်းနေတဲ့အပေါ်မှာရောအမှန်နေတဲ့ဒီကိုစားပါများပြောချင်လဲပေါ့နော်ဒီဒီလိုမျိုးလုပ်နေတဲ့လူတွေကိုပေါ့อืมဒီမှာအနေနဲ့ဒီလက်နက်ကင်အဖွဲ့စည်းအားလုံးကိုอืมမလုတ်တဲ့လူတော့မစုတ်လို့ပေါ့နော်လုတ်လုတ်တဲ့လူတွေကို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 ပြန်ဆန်းစစ်ဖို့လိုပြီလို့ပြောပြောချင်တယ်ကိုကအာနာရှင်ကိုတိုက်ထုတ်တာလေ ြီးကိုကိုတိုင်ကအာနာရှင်တကြော့ပြန်ဖြစ်ပြန်ဖြစ်နေတယ်ဆိုတာကိုမေ့နေကြတာတို့တို့ကလေမေ့ပြီးတော့ပြီးရင်အာနာကိုလက်ထဲမှာရှိတယ်ဆိုရင်လှုပ်ချင်တာတွေလှုပ်နေတဲ့တို့တို့တွေရဲ့တို့တို့တွေရဲ့အဖြစ်ကိုလည်းအဲအဲအဲ့လိုကိုလည်းကိုကမဖြစ်စေချင်အောင်အဲပြီးရင်အဲပြန်ပြန်ပြီးတော့အော်ကို့အဖွဲ့စည်းကိုကိုအားလုံးက ပြန်ပြီးတော့စီးစနစ်ကြကြထိန်းချုပ်စေခြင်းနဲ့အဲအဲသူတို့သူတို့ရဲ့ရှိတဲ့စီမင်းဥပဒေအတိုင်းသူတို့နေဖို့လဲလိုအပ်တယ်ပေါ့နော်အဲပြီးရင်အဲသူများသားသမီးကိုကိုသားသမီးလို့ကိုမိပမောင်နှမအရင်လို့ကိုအမေလို့ဟိုကိုချင်းစာတဲ့စိတ်တွေသူတို့မှလူတရားချင်းစာနာတဲ့စိတ်တွေ နမချင်းဆန္ဒတဲ့စိတ်တွေရှိဖို့လိုအပ်တယ်ပေါ့နော်အမတော့အဲ့လိုလဲမြင်တယ်ပေါ့နော်음အဲရှေ့ရှေ့လျှောက်မှာအမျိုးသမီးငယ်လေးတွေဒီလိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေမခံရအောင်အမ်ကျမတို့ဟိုအမျိုးသမီးထုအားလုံးမှာလည်းတာဝန်ရှိတယ်အဲသူတို့တွေပဟုတုတရအောင်လဲကိုကပညာတွေအများကြီးတွားပေးရမယ်အမျိုးသမီးတွေ့ဆုံဆွေးနွေးပွဲတွေအများကြီးလုပ်ပေးရမယ်